ခုလိုကြောင်းရင်ကြောင့်နိုင်ငံကျော်စစ်လီဖြစ်ကနေလွတ်တော်မဲ့လောက်ခါတိုင်းပြည်ကျိုးတည်ဖို့တော့မဲ့မိုက်ကယ်သားစိန်အားလုံးဒီကြတဲ့အတိုင်းမကြခင်မှာကျင်းပတော့မဲ့ရေကောက်ပွဲကြီးတွေနိုင်ငံရေးတိုင်းဝိုင်းကတော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်နေကြပါပြီ။ဒါပေမဲ့ဒီနေ့ရဲ့ရေကောက်ပွဲမှာထူးခြားချက်ကတော့အမှုပညာရှင်တွေနိုင်ငံကျော်စစ်လီတွေ influencer တွေကအမှုပညာလောကကနေနိုင်ငံရေးလောကတွေကိုတရားဝင်ဝင်ရောက်လာခဲ့ကြတာပါပဲ။ MRD Formula ကျော်လေးနေလေးရှင်တို့နာမည်ကြီး blogger BB Chan တို့ရေကောက်ပွဲဝင်မယ်ဆိုတာကိုတော့ပြည်သက်တရား တည်ထားပြီးသားဖြစ်ကြမှာပါ။ဒါပေမဲ့ကျွန်မခုပြောမယ့်နောက်ထပ်တရားရွေးကောက်ပွဲဝင်မယ်လို့ကြေညာလိုက်တဲ့နောက်ထပ်နိုင်ငံကျော်ဆယ်လီတူကတော့အားလုံးရဲ့ပစဲပြားမှာတကယ်ကြီးလားဆိုပြီးတန်တော်ဖြစ်သွားစေခဲ့ပါရဲ့ရှင်။သူကတော့ခြားသူမဟုတ်ပါဘူး။အလေးဆိုတဲ့စကလုံးကြီးနဲ့လူငယ်တွေကိုလွှမ်းမိုးခဲ့သူမိုက်ကယ်သားစစ်ပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါရင်ပရိသတ်ကြီးကြတာမမပါဘူး။ကျွန်မတို့တည်ထားတဲ့မိုက်ကယ်သားစစ်ပါ။တနိုင်ငံလုံးတကြံမှာလိုက်ကားခဲ့ရတဲ့ဒီရသချင်းရဲ့ပိုင်ရှင်လူငယ်တွေကြမှာနေစဉ်သောစကလုံးတွေဖြစ်သွားတဲ့အထိရေပန်းစားကြတဲ့အလေး မုတ်စင်လာဘယ်ဆိုးလို့လဲဆိုတဲ့ဗန်းစကားရရဲ့ဖခင်သူ့ရဲ့လိုက်တွေမှာလူတွေကိုပျော်ရွှင်အောင်ဖိုင်းနေပြီးတော့ရေရအောင်မြဲလုပ်ပေးနိုင်ခဲ့တဲ့အိမ်ပိုင်ကဲသားဆက်ပါအားလုံးကသားစစ်ကိုပြိုးလီမှာတာဆန်ပါကြီးဖွင့်ပြီးအေးစစ်စစ်ချင်းနေပြီလို့ထင်ခဲ့ကြတာပါဒါပေမဲ့အခုတော့အေးစစ်စစ်ချင်းနေတဲ့ဘဝကနေတိုင်းပြည်ကျိုးတည်ဖို့မေတော်တော်လေးကိုဝင်ရောက်ဖို့သူဆုံးပြလိုက်ပါပြီမိုက်ကဲသားဆရာလာမယ့်ယူကောက်ပွဲမှာသူချေချနေတိုင်းဟာပြိုးလီမဲဆန္ဒနယ်ကနေတတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ကြောင်းတရားဝင်ကြေညာလိုက်တာပါပဲ ဂျာကဟာသားမဟုတ်ပါဘူး။သူမှတကယ်ကိုကောင်းစဉ်နဲ့စောင်းဖို့ခိုင်မာရှိနေပါပြီ။သူရဲ့ရေကောက်ပွဲကောင်းစဉ်ကစိန်းနှဲဆိုပြီးမြန်မာပြည်နဲ့ပုံမို့ခိုင်မာနိုင်မြန်မာဆိုတဲ့ကောင်းစဉ်မှာရဲ့ရှင်။တချိန်ကပျော်ပျော်ရွှင်ရွှင်နေတဲ့ဆယ်လီကြီးဟာနိုင်ငံရေးလောကကိုဝင်တော့မယ်ဆိုတာကဒီကိကိုပြောင်းလဲကြည့်တခုပါပဲ။ဒီဘက်မှာပြည်သက်တွေကလည်းသုံးသက်နေကြပါရဲ့။လူတွေကတော့သူကလူတွေကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့နေရာကနေလူတွေရဲ့ဘဝကိုတကယ်တိုးတက်အောင်လုပ်ပေးနိုင်တဲ့နေရာကိုပြောင်းကျင်လို့ဖြစ်မယ်လို့ဆိုကြပါရဲ့ရှင်။သူရဲ့နှုတ်ပညာသူရဲ့လိုက်တွေနဲ့ လူတွေကိုစိတ်ကူအားပေးခဲ့တယ်လို့အခုလွတ်တော်မဲ့ဖြစ်တဲ့အခါမှာလည်းသူ့ရဲ့မဲဆန္ဒနဲ့ပြူးလင်တွေပြီးရောတိုင်းပြည်လုံးတွေအပြောင်းလဲတစ်ခုခုကိုလုပ်ပြခြင်းနဲ့စိတ်တဲ့နဲ့ဝင်ရောက်တာလို့ယုံကြည်ရပါတယ်ရှင်။ကေပရိသတ်ကြီးရဲ့မြင်ကောင်ဘလို့ရှိပါသလဲ။ဒီဟာသတိကိုဖန်တီးခဲ့တဲ့မိုက်ကယ်သားစဲအလဲဆိုတဲ့စကားလုံးကိုတည်ထင်ခဲ့တဲ့မိုက်ကယ်သားစဲအခုလွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့မင်းမိုက်ကယ်သားစဲသူ့ရဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာဘလို့မြင်မိကြပါလဲ။လွတ်တဲ့ကိုယ်စားလှယ်ကြီးတကယ်ဖြစ်လာနိုင်မယ်လို့ထင်ပါသလား။မိုက်ကယ်သားစစ်ကိုရောအားပေးကြမှာလားဆိုတာ ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ယေရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တောင်းရိုင်းနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာဘိနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုခါသမီးအားလေးမှာ ပျော်ရွှင်ခြင်းနဲ့ဒီနေ့တူပြည့်စုံတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေကြောင်းလည်းထပ်လောင်းပြီးတော့ဆုတောင်းပေးခဲ့လိုက်ပါရရှင်။အားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။